အားလုံးပဲမင်္ဂလာပါအန်ဩဘရီကတ်ချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတင်ဆက်ပေးမယ့်ရုပ်ရှင်ကားလေးကတော့ထူးထူးဆန်းဆန်းကြောက်တုံးတွေနဲ့ပြည်နေတဲ့ရေကူးကန်တစ်ခုမှာရေစင်းချိုးမိခဲ့တဲ့90ကျော်တက်ကြအိုတစုဟာ20ကျော်လူငယ်လေးတွေလိုတက်ကြွတဲ့ခွန်အားတွေပြန်ရရှိလာခဲ့ပုံကိုရိုက်ကူးတင်ပြထားတဲ့သိပ်ပံစိတ်ကူးရင်ဇလန်းကောင်းရေးတစ်ပုတ်ဖြစ်ပါတယ်အဆင်ပြေမယ်ဆိုရင် VPN လေးဖွင့်ပြီးကြည့်ရှုပေးပါလို့မေတ္တာရက်ခံပါတယ်ကဲစလိုက်ကြရအောင် ပင်လယ်ကမ်းဆက်နဘေးကမြို့လေးတစ်မြို့ဟာလပိညတညမှာတာယာလပလို့နေပါတယ်။အဲ့ဒီညမှာဖိုးလုံးဆိုတဲ့ကောင်လေးတယောက်ဟာတယ်လီစကုံးနဲ့လကိုကြည့်နေတာတွေ့ရပါတယ်။လက်ချက်ချင်းဖြစ်တာမို့လရဲ့တောက်ပတဲ့လင်းရောင်ကကဘာပေါ်တဲ့တဲ့ကိုထွန်းလင်းနေပါတယ်။ပင်လယ်ကလင်းပိုင်တွေဟာထူးဆန်းတဲ့အတန်တွေနဲ့ပျော်ရွှင်မြူးနေကြပါတယ်။အဲ့ချိန်မှာပဲအလင်းနှံကြီးတစ်ခုကပင်လယ်ရေထဲကိုထိုးဆင်းသွားပြီးထူးဆန်းတဲ့ကြောက်တုံးတွေနဲ့ပြည့်နေတဲ့သမုဒ္ဒရာရဲ့နှံနေတဲ့နေရာအထိရောက်ရှိသွားပါတယ်။ နောက်ထပ်မြင်ကွင်းကတကြီးအငိမ့်စားကေဟာတစ်ခုကိုပြောင်းသွားပါတယ်။အဲ့ဒီမှာတော့ဥဒုတ်ကြီးဥကွရုံနဲ့ဥပလွေရိုးလို့ခေါ်တဲ့အငိမ့်စားဖိုးကြီး၃ယောက်ဟာဈေးဝယ်ပြန်လာပြီးပစ္စည်းတွေကိုသူတို့ရဲ့ဇနီးတွေနဲ့အတူခွဲဝေနေကြတာတွေ့ရပါတယ်။သူတို့ဟာရွှင်ရွှင်လန်းလန်းစကားပြောရင်းအိမ်ထဲကိုဝင်လာပါတယ်။ဒီကေဟာလေးကတော့တကြီးအငိမ့်စားတွေနဲ့ပြည်နေပါတယ်။အချို့ကလမ်းမလျှောက်နိုင်ကြပါဘူး။အချို့ကစိတ်ပြတ်အားငယ်နေပုံရပြီးအချို့ကတော့ပျော်ရွှင်နေပုံရပါတယ်။ဥဒုတ်ကြီးတို့အဖွဲ့က မိတ်ဆွေတွေမာလိုက်တဲ့ပစ္စည်းတွေကိုလိုက်ပို့ပေးနေကြတယ်။ဥတုကြီးတို့အဖွဲ့ကတော့သူတို့ကိုသူတို့လူငယ်စတိုင်နဲ့ဟာတာလုပ်ပြီးစကားတွေပြောနေကြပါဗါ။အခန်းတစ်ခုထဲမှာအဖိုးကြီးတယောက်အမောဖောက်ကအသက်ရှူမဝဖြစ်နေတာကိုဆရာဝန်နဲ့ဒူနာပြုတွေအရေးပေါ်စ조사ကူတနေတာကိုတွေ့ခဲ့ရပြီးသူတို့တွေစိတ်မသက်မသာဖြစ်ခဲ့ကြတယ်။အဲနောက်သူတို့သုံးယောက်အငိမ့်စားကေဟာကနေအပြင်ထွက်လာကြပါဗါ။လမ်းမှာဥပလွေရိုးကခုနမြင်ခဲ့ရတဲ့လူနာလိုတေရမှာစိုးရင်ကြောင်းပြောပါဗါ။ ဲ့ခါဥဒုတ်ကြီးကဘာတွေကို တွေးကြောက်ရလဲငါတို့အားလုံးအသက်ရှင်နေုံမှာစိတ်ချမ်းချမ်းသာသာနေစမ်းပါပျော်ပျော်နေသေးခဲ့တယ်လို့နှစ်သိမ့်အားပေးလိုက်ပါတယ်တကယ်တော့သူတို့ဟာဂေဟာနာကတောခတ်ပိတ်ထားတဲ့အပန်းဖြေစခန်းတစ်ခုစီကို တိတ်တိတ်ကလေးတွားနေကြတာပါအဲ့ဒီနေရာမှာလူလဲမရှိပါဘူးလုံခြုံရေးလဲမရှိပါဘူးဒါပေမဲ့မိုးလုံလေလုံရေကူးကန်တစ်ခုတော့ရှိပါတယ်အဲ့ဒီနေရာမှာသူတို့၃ယောက်ဟာနေတိုင်းတိတ်တိတ်လေးဝင်ရောက်ပြီးရေကူးပျော်ရွှင်နေကြတာပါ အဲ့ဒီနောက်မြင်ကွင်းကတင်းဘောပိုင်ရှင်ကိုကျုံးမောင်ထံရောက်သွားပါတယ်။တင်းဘောငါစီပြီးတန်ရာရန်ချင်းမပေးပဲပေကက်ကက်နဲ့ဈေးစစ်နေတဲ့ဧည့်သည်တယောက်နဲ့ကိုကျုံးမောင်တယောက်ရန်ဖြစ်နေပါတယ်။မကြာခင်မှာပဲဝေတာနဲ့ဟေမာ မောင်နှမနှစ်ယောက်ဥဆောင်တဲ့ဧည့်သည်တစ်ဖွဲ့ကကိုကျုံးမောင်စီရောက်လာပါတယ်။သူတို့ကရေငုတ်ခီးစဉ်အတွက်သူ့ရဲ့တင်းဘောကိုတလလောက်ငားလို့ကြောင်းပြောလာတော့ကိုကျုံးမောင်ကအံအောဝန်းတာသွားတယ်။ကိုကျုံးမောင်ကသူ့တင်းဘောကိုလွတ်လွတ်လပ်လပ်အသုံးပြုနိုင်ကြောင်း ရေငုပ်ကိရိယာတွေအလုံးလဲအပြည့်စုံရှိကြောင်းလိုက်လံပြသပါတယ်။ဝေတာကစစ်စေးကျေနပ်ပြီးတင်းပေါင်းကားကကိုပေါက်ဈေးထက်ပို့ပေးပါမယ်။သူတို့သွားကျင်တဲ့နေရာတိုင်းကိုတေးသေးချာချာလိုက်လံပို့ဆောင်ပေးရမယ်ဆိုတဲ့တောင်းဆိုမှုအားကိုကျုံးမောင်ကအလေးနက်ကတိပြုကာနှူးသဘောတူညီချက်ရရှိခဲ့ပါတယ်။အငိမ့်စားကေဟာမှာတကြအိုတတိုက်ကောက်ရက်ပျော်ရွှင်နေကြချိန်မှာဥတုတ်ကြီးရဲ့မြေဖိုးလုံးရောက်လာပြီးဖိုးဖိုးတို့တိတ်တိတ်လေးဘယ်ကိုသွားနေလဲဆိုတာသားသိတယ်နော်။ဒီတစ်ခေါက်သွားရင်တားကိုပါခေါ်ရမယ်လို့ အတင်းကျပ်ပူဇာလာတာကြောင့်ဥဒုတ်ကြီးကဘသူမှရှောက်မပြောရဘူးနော်လို့ဂတိတောင်းကဖိုးလုံးကို ခေါ်သွားဖို့သဘောတူခဲ့ပါတယ်။ထို့နောက်သူတို့အတူတူဂေဟာကနေ ထွက်ခွာလာခဲ့ကြပါတယ်။အပန်းဖြေစခန်းကိုရောက်တဲ့အခါမှာတော့ဝေတာနဲ့ဟေမာတို့ဖွဲ့ကအပန်းဖြေစခန်းကိုငှားဖို့လာရောက်ကြည့်ရှုစစ်ဆေးနေတာကိုတွေ့လိုက်ရပါတယ်။တာဝန်ရှိအမျိုးသမီးတဦးကရေကူးကန်ကိုထိမ့်သိမ့်ဖို့အဆောင်လိုအပ်လားလို့မေးတဲ့အခါမှာဝေတာကလူတွေမရှိလေပိုကောင်းလေလို့ပြောလိုက်တဲ့အခါ တိတ်တိတ်လေးရေခိုးကူးရတာကိုသဘောတွေ့နေတဲ့ဥတုတ်ကြီးတို့အဖွဲ့ဟာသူတို့ရဲ့ဒုက္ခပုံလေးပြောက်ွယ်သွားတော့မှာကိုစိုးရိမ်ပြီးစိတ်မချမ်းမသာနဲ့နောက်ဆုတ်ပြန်လာခဲ့ကြပါတယ်။နောက်တစ်နေ့မှာတော့ဝေတာနဲ့ဟေမာတို့အဖွဲ့ဟာကိုကျုံးမောင်တင်ပေါ်ပေါ်မှာခီးစဉ်စတင်နေတာကိုတွေ့ရပါတယ်။ကိုကျုံးမောင်ကိုမြေပုံတစ်ခုပြပြီးသူတို့သွားကျင်တဲ့ဒီနေရာကိုလက်ညှိုးထိုးပြပါတယ်။တစ်ချိန်တည်းမှာပဲဥတုတ်ကြီးဟာရင်မောင်းလိုင်စင်တက်တန်းတို့ဖို့ဆရာဝန်စီမှာမျက်စိအစမ်းသက်ခံနေရပါတယ်။သူမျက်စိအမြင်အာရုံကအသက်ကြီးလာတာကြောင့် ိုဆိုးရွားလာတယ်လို့ဆရာဝန်ကပြောလိုက်တဲ့အခါဥဒုတ်ကြီးဟာစိတ်ပြတ်သွားပြီးအဖြစ်မှန်ကိုလက်မခံနိုင်ပဲထွက်ခွာသွားခဲ့ပါတယ်။ဒီတော့အတွင်းမှာဝေတာနဲ့ဟေမာတို့အဖွဲ့ဟာပင်လယ်ကျမ်းပြင်တနေရာကနေထူးဆန်းတဲ့ကြောက်တုံးတွေကိုဆွဲထုတ်ပြီးလေပေါ်မှာထုတ်ပိုးနေကြပါတယ်။ကိုကျုံးမောင်ကစူးစမ်းကျင်စိတ်နဲ့ဘာတွေလုပ်နေတာလဲလို့မေးတဲ့အခါမှာသူတို့ကရှိုးဝက်ကိစ္စမှုပြောမရကြောင်းဆိုကာစကားဖြတ်ချလိုက်တယ်။သူတို့တင်းပေါ်စိတ်ကမ်းပြန်ရောက်လာချိန်မှာဥဒုတ်ကြီးတို့အဖွဲ့ဟာအဝေးကနေမှန်ပြောင်းနေကြည့်နေကြပါတယ်။ တင်းဘောကနေဘာမှမသိတဲ့အထုပ်တွေဆွဲချတယ်ဆောင်ရတာကိုတွေ့လိုက်ရလို့သူတို့အံ့ဩသွားကြပါတယ်။ဥပလွေရိုးကဒါတရားမဝင်မှောင်ခိုပစ္စည်းတွေတည်နေတာလို့ကောက်ချက်ချတယ်။ဒါပေမဲ့ဥဒုတ်ကြီးကတော့သူ့တေသနာ လုံရတာပါလို့ပြောပြီးပေါ့ပေါ့တန်တန်သဘောထားပါတယ်။ဥပလွေရိုးကတော့စူးစမ်းခြင်းစိတ်ရှိနေစေပါ။နောက်နေ့မှာတော့ဘသူမှမရှိတော့မှအဖိုးကြီး၃ယောက်ဟာအပန်းဖြေစခန်းကရေကူးကန်စီကိုတိတ်တိတ်ကလေးလာခဲ့ကြပါတယ်။အဲ့ဒီခါမှာရေကူးကန်ကထူးဆန်းတဲ့ကြောက်တုံးတွေနဲ့ပြည်နေတာကိုတွေ့လိုက်ရပါတယ်။ ူတို့ကအဲ့ဒါတွေကိုဆက်စုခဲ့ကြသေးပါတယ်။ဒါပေမဲ့ဘာမှနားမလည်နိုင်ခဲ့ကြပဲအခွင့်အရေးရုံမြ мян ရေကူးဖို့သာဆုံးဖြတ်ခဲ့ကြပါတယ်။ရေထဲကိုရောက်တာနဲ့သူတို့ဟာထူးခြားတဲ့ခံစားချက်တစ်ခုကို ခံစားလိုက်ရပါတယ်။အဲ့ဒါဟာစွန့်ရင်အစ်တွေဖြစ်လာသလိုခံစားချက်မျိုးပါ။သူတို့ဘာဖြစ်နေလဲဆိုတာကိုအတိအကျမသိပေမဲ့သူတို့ဟာအပြန်လဲပြေဝလာတယ်လို့ခံစားရပါတယ်။သူတို့ရေကူးကန်ကနေပြန်ထွက်ခွာချိန်မှာဥပိန်ယိုးကငါပြန်ငယ်လာသလိုခံစားရတယ်လို့ပြောပါတယ်။ ကြံတယောက်လည်းအဲ့ဒီလိုခံစားနေကြရတယ်။ဂေဟာကိုပြန်ရောက်ပြီးညခါမှာသူတို့ရဲ့စွမ်းအားတွေတိုးလာကာနုပြိုစိတ်တွေပြန်ဝင်လာတာကိုထူးထူးဆန်းဆန်းခံစားနေကြရပါတယ်။နှစ်ယောက်ခွဲအိတ်နေရာကနေဥပလွေရိုးကသူ့ဇနီးကိုရင်ခွင်ထဲဆွဲသွင်းကငယ်မူပြန်ပါတော့တယ်။လူပြိုကြီးဥကွားတို့ကပြုတ်မနုပြိုကြီးဖွားဖွားကိုပန်းစည်းတွေပေးပြီးလက်ထက်ခွင့်တောင်းခဲ့ပါတယ်။ဥတို့ကြီးကတော့ဇနီးတဲ့ရေချိုးနေတဲ့ရေချိုးခန်းထဲဝင်ကမင်္ဂလာဦးညဖန်တီးပြီးအတီးတီးပျော်ရွှင်မြူးနေခဲ့ကြပါတယ်။ နောက်တနေ့မနေ့မှာတော့ဥတုကြီးရဲ့ဇနီးကသူ့ဖိုးကြီးဟာပုံမှန်မဟုတ်တော့ပဲငယ်မှုပြန်နေကြောင်းဘောရာတွေကိုရှက်ရှက်နဲ့ဖောက်တယ်ချနေပါဗျ။နုပြုံမှုရဲ့အရသာအတွေ့အကြုံတွေကိုပြန်လည်ခန်းစားသဘောကျနေတဲ့အဖိုးကြီး၃ယောက်ဟာဓာရီကိုထက်ပြီးပြန်ရဖို့စိတ်အားထက်သန်ကရေကူးကန်စီကိုတိတ်တိတ်ကလေးပြန်လာကြပါဗျ။အဲ့ဒီမှာပဲသူတို့စွာအစ်တွေရဲ့အရင်မြစ်ကရေကူးကန်ဖြစ်တယ်ဆိုတာအဖိုးကြီး၃ယောက်တဝုံဝုံနဲ့တိုင်ပင်တွေထိုးချရင်းသဘောပေါက်သွားကြပါဗျ။ရက်အနေငယ်ကြတော့ ညနေပိုင်းတစ်ချိန်မှာကိုကျုံးမောင်တယောက်ဝေသားတို့အဖွဲ့ရေထဲဆင်းနေတာကိုစောင့်နေတယ်။ပြင်းပြင်းရှိတာနဲ့ဝေသားတို့အဖွဲ့ပါလာတဲ့တချင်းဖွင့်ဆက်လို့ထင်ရတဲ့ဟာလေးကိုခလုတ်သွားနှိပ်လိုက်တာတက်လိုက်တယ်လို့ဖြစ်သွားတယ်။ဆက်ကထွက်လာတဲ့ထူးခြားတဲ့အတန်ကြောင့်ရုတ်တရက်ဆိုသလိုလင်းပိုင်တကောင်ပင်လယ်ထဲကနေထွက်ပေါ်လာပြီးထူးဆန်းတဲ့အတန်တွေပြုတ်ကာမြူးထုခုန်ပေါက်နေပါဗျ။ဒါနဲ့ပဲဝေသားတို့အဖွဲ့ပင်လယ်ကနေဘာရီတဲနေကြတာလဲဆိုတာစိတ်ဝင်စားသွားတဲ့ကိုကျုံးမောင်ဟာတင်ပေါ်တဲ့ကအထုပ်တစ်ခုကိုဖြွင့်ကြည့်ဖို့ပြင်လိုက်ပါဗျ။ အဲ့ချိန်မှာဟေမာရောက်လာတဲ့အတွက်သူတို့ဟာအမြဲတမ်းကြီးမားတဲ့အရာတွေကိုတည်ယူလာတာကြောင့်သူစိတ်ဝင်စားနေမိကြောင်းဝန်ခံခဲ့ပါတယ်။ဟေမာကသူတို့ဟာတန်မိုးကြီးရဲ့အီယာမခွန်တွေကိုပြတိုက်ဖို့ဖို့စုဆောင်းနေကြတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။တကယ်တော့ကိုကျုံးမောင်ကဟေမာကိုကြိတ်ကြွေနေခဲ့ရပါ။အခွင့်ရေးရတော့ကိုကျုံးမောင်ကပစ္စည်းတစ်ခုသူ့ခြေထောက်ပေါ်ပစ်ချပြီးအော်ဟစ်ကဟေမာနဲ့နီးစပ်ဖို့အရေးကွင်းဖန်ပါတော့တယ်။ဒါပေမဲ့ဟေမာကသူ့ကိုဆေးထည့်နေနေပေးပြီးပြန်ထသွားတဲ့အတွက်ကိုကျုံးမောင်တယောက်တည်းဖိငုတ်က ဟက်ကော့ကြီးကြံနေခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဥပလွေရိုးတယောက်ဆေးစစ်ဆေးမှုခံယူနေတာတွေ့ရပါတယ်။ဆရာဝန်ကဥပလွေရိုးရဲ့ကင်ဆာရောဂါပျောက်ကင်းသွားကြောင်းပြောပြတဲ့အခါဥပလွေရိုးတို့ဇနီးမောင်နဲ့ဟာအန်အောဝန်တာသွားကြပါတယ်။ဥပလွေရိုးရဲ့တောင်တောင်မီကျမ်းမာရေးအစ်စ်ကိုဂုံပြူတဲ့အနေနဲ့တက်ကြီးရွယ်အိုတွေအတွက်အထူးပါတီပွဲတစ်ခုကိုစီစဉ်ခဲ့ကြပါတယ်။အဲ့ဒီမှာလူတိုင်းကပျော်ရွှင်မြူးထူးခုန်ပေါက်ကတညလုံးနီးပါးဝုန်းတိုင်းကျနေခဲ့ကြပါတယ်။အဲ့ဒီလိုဝုန်းတိုင်းမကျနိုင်သူကတော့ ရပောင်းများစွာပင်လယ်ကတင်းပေါ်ပေါ်မှာဝူးပိတ်နေတဲ့တနားစရာကိုကျုံးမောင်တယောက်ပါကိုကျုံးမောင်တယောက်ဟာစိတ်ညစ်ညစ်နဲ့အတွေ့မရလဲအမွှေ့နဲ့ตายရမယ်ဆိုပြီးတင်းပေါ်ရေချိုးခန်းထဲမှာရေချိုးနေတဲ့ဟေမကိုအပေါက်ကနေချောင်းပါတော့တယ်အဲ့လိုချောင်းကြည့်နေတော့ဟေမဟာသူ့ရဲ့လူအရေးပြားကိုဆွဲခွာချလိုက်တဲ့အခါတောက်ပတဲ့ဂျိုသားတယောက်ဖြစ်နေတာကိုမြင်တွေ့လိုက်ရပါတယ်ကိုကျုံးမောင်တယောက်လည်းကြောက်လန့်သွားပြီးတင်ထားတဲ့မောင်းနှံတွေပြန်လျော့ကြကုန်ကသူ့ကိုမတက်ပါနဲ့လို့အော်ဟစ်ပြီးစက္ကန်းနဲ့ဝင်ပြန်လှည့်ပြေးဖို့ပြင်ပါတော့တယ် ဝေတာတို့ပါရောက်လာကြပြီးသူ့ကိုစိတ်တည်ငြိမ်အောင်ချုံ့မော့ပြီးနောက်ဆုံးမှာတော့ဝေတာကိုယ်တိုင်လည်းကြိုးသားဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။အကြောက်ပြေအောင်ဝန်ခံတော့မှပိုးကြောက်သွားကကိုကျုံးမောင်ရေးခုံချပြေးနေလို့အလုံးမနှဲဆွဲတင်လိုက်ရတယ်။ဝေတာကသူတို့ဟာပလုံတုံကြိုကကြိုးသားတွေဖြစ်ပြီးလွန်ခဲ့တဲ့နှစ်တသောင်းလောက်ကကဘာမြေကိုရောက်ခဲ့ဘူးကြောင်းပင်လယ်ရေအောက်မှာလိလာမှုတွေလုပ်နေတော့အရေးပေါ်အခြေအနေတရက်ကြောင့်အာကာသရင်ပြန်ပေါ်တက်ကပြန်လာခဲ့ကြတော့လေအဖွဲဝင်ချို့ဒီပင်လယ်အောက်မှာမတော်တဆကြံနေခဲ့ကြောင်း သူတို့ဟာအဲ့ဒီအဖွဲ့ဝင်တွေကိုပြန်လာခေါ်ဖို့အတွက်အခုလိုရောက်ရှိလာကြောင်းရှင်းပြပါဗျ။သူတို့ဟာကိုကျုံးမောင်ကိုဘာမှမထိခိုက်စေဘူးလို့ဂတိပေးကဒီကိစ္စကိုရှုတ်ဝတ်ထားပေးဖို့လည်းမေတ္တာရက်ခံခဲ့ပါဗျ။ဒီတော့မှကိုကျုံးမောင်တယောက်လည်းစိတ်အေးခဲ့ရပါဗျ။အငိမ့်စားကေဟာကအဖိုးကြီးသုံးယောက်ကလည်းသူတို့ရဲ့နှုတ်ပြခြင်းတွေကိုပြန်လည်ရရှိဖို့အတွက်ရေကူးကန်မှာလက်ရင်လက်တလို့ရေလာကူးနေခဲ့ကြပါဗျ။သူတို့နဲ့တင်အားမရပဲသူတို့ ရန်ခင်နဲ့အသက်ကြီးဆုံးဗာကြီးမုံကိုပါဆွဲခေါ်လာခဲ့ကြတယ်။ ။ဗကြီးမုံကတော့အဲ့ဒါကိုစိတ်အားထက်သန်ခြင်းမရှိပါဘူး။ရေကန်ထဲကထူးဆန်းတဲ့ကြောက်တုံးတွေကိုမြင်ပြီးစိတ်ထဲတစ်မျိုးဖြစ်ကရေကူးဖို့ညှဉ်းဆန်ခဲ့ပါတယ်။အဲ့ချိန်မှာပဲဝေတာတို့အဖွဲ့အိတ်တွေဆွဲပြီးရောက်လာလို့အဖိုးကြီးလေးယောက်အဝတ်လဲခန်းနဲ့ဝင်ပုန်းလိုက်ကြတယ်။ကြောက်တုံးတွေကိုရေကူးကန်ထဲထည့်လိုက်ကဝေတာကသူ့လက်ရေပြားကိုလှန်လိုက်ပြီးထွက်လာတဲ့အလင်းတန်းဆွမ်းအင်တွေကိုကြောက်တုံးတွေစီထုတ်လွှင့်ပေးလိုက်ပါတယ်။ကျန်တဲ့ဂျိုသားတွေကပါလူသားရေခွန်တွေကိုချွတ်ချလိုက်တာမို့ ဥတုကြီးတို့အဖွဲ့ထိတ်လန့်အံ့ဩသွားကြပါတယ်။ဂျိုသားတကောင်ကအဝတ်လဲခန့်တကားဆွဲဖွင့်လိုက်တာမို့ဥတုကြီးတို့အဖွဲ့လန့်ဖြန့်ပြီးထွက်ပြေးခဲ့ကြတယ်။ကြောက်လန့်သွားတဲ့ဥတုကြီးတို့အဖွဲ့ဟာကေဟာလုံးဂျုံရေးတွေကိုဂျိုသားတွေအကြောင်းပြောလိုက်ပါတယ်။ဒေတာခန့်ရဲကိုကိုရောက်လာတော့ဝေတာကထွက်တွေ့ရခံပြီးဥတုကြီးတို့အဖွဲ့ကအိုမင်းမဆွမ်းဖြစ်နေလို့အမြင်တွေမုံဝါပြီးမြင်ကျင်နာတွေမြင်ကာပေါက်တောက်ကြရတွေပြောနေရပါလို့ရှင်းပြလိုက်တဲ့အခါရဲကိုကိုလည်းယုံသွားပြီးထက်မှန်စစ်ဆေးခြင်းမလုပ်တော့ဘဲပြန်သွားခဲ့ကြပါတယ်။ ရဲကိုကိုကဥတုတ်ကြီးတို့အဖွဲ့ကိုသူများပိုင်တဲ့ရေကန်စီကိုနောက်တစ်ခါသွားရောက်မပတ်သက်ဖို့တင်းတင်းကြပ်ကြပ်တားမိခဲ့တာမို့ရေကူးခွင့်ဆုံးရှုံးခဲ့ရပါတယ်။ရေကူးကန်ရဲ့နုပြိုစေတဲ့စွမ်းအားတွေမရတော့တာကြောင့်ဥပလွေရိုးရဲ့ကင်ဆာရောဂါပြန်ထလာပါတယ်။ဒါကြောင့်ဥတုတ်ကြီးကဝေဒကိုသွားတွေ့ပြီးအကြောင်းဆုံးရှင်းပြကာရေကန်ထဲဝင်ရောက်ခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဝေဒလည်းတနာသွားပြီးကြောက်တုံးတွေကိုဟိုကန်ဒီကန်ဆက်ဆက်ဆုစုမလုပ်ဖို့ကတိတောင်းကာခွင့်ပြုခဲ့ပါတယ်။မိစိမ်ပြလိုက်ပြီးမို့ဥတုတ်ကြီးတို့အဖွဲ့လည်း သူတို့ရဲ့ဇနီးတွေကိုပါခေါ်ချလာပြီးပျော်ရွှင်စွာရေကူးခဲ့ကြပါတယ်။ရေချိုးပြီးနောက်မှာတော့ဥတုကြီးရဲ့အမြင်အာရုံတွေပြန်လည်ကောင်းမွန်တိုးတက်လာခဲ့တဲ့အတွက်ဆရာဝန်ကအံ့ဩသွားခဲ့ရပါတယ်။ဥတုကြီးကရင်မောင်းလိုင်စင်ပြန်ရလိုက်တာကြောင့်တကြားအိုတိုက်ကိုကားပေါ်တင်ကတမျိုးလုံးပတ်မွေပါတော့တယ်။ဒီလိုနဲ့တကြားအိုတိုက်ဟာရရှိလာတဲ့နုပြုံမှုစွာအစ်စ်တွေနဲ့ညဘက်ပြင်ထွက်ပြီးကလက်တက်သူကတက်အေရိုဘစ်နဲ့တဲ့သူကနန့်ခလေးတွေလိုဈေးဝယ်ထွက်တဲ့သူကထွက်ဘောဝင်ကန်သူကကန်နဲ့ ဝုံတိုင်းကျဲအမုံကဲလို့နေကြပါတော့တယ်။ဥဒုတ်ကြီးရဲ့ဇနီးကလည်းသူ့မြေးဖိုးလုံးနဲ့အတူတစ်ပင်ပေါ်တက်ဆော့နေတာမြင်ရတော့ကြံလူတွေဖို့အံ့အားသင့်စေခဲ့ပါတယ်။ဒီတော်အတွင်းမှာပဲအာသာမပြေမမဝေဖြစ်နေတဲ့ကိုကျုံးမောင်တယောက်လည်းပလုံတုံကြိုကကျိုးသူမလေးဟေမာနဲ့နီးစပ်ခွင့်ရဖို့အရေးစူးစမ်းမဲဆွယ်နေပါတယ်။ဒါပေမဲ့ဟေမာကကျိုးသားတွေရဲ့အခြေရေးဟာလူသားတွေရဲ့တလေထုံးနှန်းတွေနဲ့မတူကြောင်းရှင်းပြခဲ့ပါတယ်။ကိုကျုံးမောင်ကိုနှစ်သိမ့်ပေးတဲ့အနေနဲ့ သူမရဲ့အလင်းနဲ့ဆွမ်းအင်ချို့ကိုကိုကျုံးမောင်ရဲ့ရင်ဘတ်ထဲထည့်ပေးလိုက်တဲ့အခါကိုကျုံးမောင်တယောက်တခါမှမကြုံဘူးတဲ့တာယာမှုတွေခံစားရင်ကျေနပ်လို့သွားပါတယ်။နောက်ပိုင်းမှာတော့ထောင်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 နဲ့တက်ကြွတဲ့ကြက်ဖကြီးဖြစ်နေတဲ့ဥပလွေရိုးရဲ့ဟန်ပန်မူယာတွေဟာရုံနဲ့မလိုက်အောင်နှုတ်ပြတ်တက်လက်လုံးနေတဲ့အတွက်သူများတွေမရိပ်မိအောင်စင်စင်ချင်းချင်းနေဖို့ဥတုတ်ကြီးကတတိပေးတယ်။ဒါကိုဂယုမဆိုင်ပဲအတိလွတ်နေတဲ့ဥပလွေရိုးဟာလမ်းပေါ်ကမြို့သမီးငယ်တအူးကိုတော်ကီချုပ်ပြီးပေါင်မုံအီအီလေးကိုလက်ထအိုကြီးကကုတ်ချီထွက်သွားခဲ့ပါတယ်။ ဥပလွေယောကတော့အသေးဆိုးနေပါပြီ။ဒီဖြစ်စဉ်တွေကိုဥပလွေယောဇနီးကမြင်တွေ့ခဲ့ပြီးဥပလွေယောအိမ်ပြန်ရောက်လာချိန်မှာလင်မယားနှစ်ယောက်အကြီးအကျယ်စကားများကြပါဗါး။နောက်တနေ့မှာတော့ဥပလွေယောဇနီးကစိတ်ကောက်ပြီးသူ့ကိုစကားမပြောဘဲခက်ရှောင်ရှောင်လုပ်နေပါဗါး။စကားဆက်မိရင်ဗကြီးမုံရဲ့ဇနီးနေလို့မကောင်းကြောင်တိလိုက်ရတဲ့အခါဥပလွေယောကတတိလုပြီးရေကူးကန်မှာရေသွားချိုးလိုက်လေလို့ပြောလိုက်ပါဗါး။ဒီခါဗကြီးမုံကတေးတောင်မတော်ဘူးဟဲ့အဲ့တောက်ရည်တွေချိုးပြီးမင်း ရွာထတယန်းလုံးလို့မင်းတို့လင်မယားရန်ဖြစ်နေကြတာမဟုတ်လားလို့အော်ကြီးဟစ်ကျဲပြောလိုက်တဲ့အခါရှူးယူရှဲရှဲဖြစ်သွားတဲ့ဥပလွေယိုးနဲ့ဖကြီးမုံတို့ရန်တွေစဖြစ်ကြပါတယ်။ဝင်ဆွဲရဲ့လုံကြုံရေးတွေကိုလည်းဥပလွေယိုးကလူငယ်တယောက်လိုတရုံတုံးနဲ့ထိုးလွတ်ပါတယ်။ဒီတော့မှပဲအငိမ့်စားကေဟာကကျန်တဲ့တကြအိုတွေအားလုံးဟာရေကန်ရဲ့ချုပ်ဝက်ချက်ကိုတည်သွားကြပါတယ်။တကြအိုရီအားလုံးဟာချက်ချင်းဆိုသလိုပဲအပန်းဖြေစခန်းကရေကန်စီအပြေးလွှားသွားပြီးကလေးတွေလိုရေကူးကန်တဲ့ခုံစင်းကအပါတရရေချိုးကြပါဗျ။ အချို့ကရေရေကကြောက်တုံးချို့ကိုအပေါ်ဆွဲတင်ပြီးအထဲမှာဘာများရှိမလဲဆိုကာရိုက်ခွဲပစ်ကြတယ်။အဲ့ဒီအချိန်မှာပဲဝေတာရောက်လာပြီးတက်ကြအိုတွေကိုအားလုံးရေကန်ထဲကအခုထွက်ကျုပ်ရဲခေါ်လိုက်မှာနော်လို့အော်ဟစ်ပြောလိုက်ပါတယ်။တက်ကြအိုတွေရေကူးကန်ကနေအရှိုးရှိုးထွက်သွားပြီးနောက်မှာဝေတာတို့အဖွဲ့ဟာကြောက်တုံးခွဲတွေကိုတေးတေးချာချာစစ်ဆေးခဲ့ကြပါတယ်။ရိုက်ခွဲတံတွေကြောင့်အထက်ကဂျိုသားတွေဟာစွန့်ရင်တွေကုံဆုံးသွားခဲ့တာကိုတွေ့လိုက်ရပါတယ်။ဂျိုသားတွေရဲကတကောင်ကတော့သူ့ရဲ့စွန့်အားတွေဆုံးရှုံးသွားတာကြောင့် ေဆုံးသွားခဲ့ပါတယ်။ဝမ်းနည်းစရာကောင်းတာကတော့အဲ့ဒီညမှာပဲဗကြီးမုံရဲ့ဇနီးဟာအခြေအနေဆိုးလာပြီးကွယ်လွန်သွားခဲ့ပါတယ်။စစ်ပြအားငယ်နေတဲ့ဗကြီးမုံကဇနီးလောင်းကိုရေကူးကန်စီတည်လာခဲ့ပါတယ်။ဇနီးတဲ့ပြန်လည်နိုးထလာဖို့အတွက်လည်းအသေးအတန်တောင်းပန်နေပါတယ်။ဝေတာရောက်လာပြီးရေရဲစွမ်းအားတွေကကုန်သွားပြီဖြစ်တာကြောင့်ဘာမှမကူညီနိုင်တော့ဘူးလို့ရှင်းပြခဲ့ပါတယ်။ပူဆွေးကြေကွဲနေတဲ့ဗကြီးမုံလည်းဇနီးလောင်းပိုက်ကပြန်လာခဲ့ပါတယ်။အဲ့ညမှာဥဒုတ်ကြီးလည်းဝေတာစီတွားရောက်တောင်းပန်ပြီး တို့ရဲ့တာဝန်မစ်ရှင်ပြီးသွားပြီလားလို့မေးတဲ့ခါမှာဝေတာကကြောက်တုံး20ရဲကနှစ်ခွကပျောက်ဆုံးနေကြောင်းနဲ့ကျန်တဲ့ဂျိုသားတွေကတော့အင်ကိုပြန်ဖို့အတွက် အားနည်းလုံးနေပြီလို့ပြောလိုက်ပါတယ်။ဝေတာကကြောက်တုံးတွေကိုပင်လယ်ထဲကိုပြန်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂျိုသားတွေအသက်ရှင်ဖို့အတွက်ဒါကိုအမြန်လုပ်ရမယ်လို့လည်းပြောပါတယ်။ဂေဟာကစွန့်နိုင်သေးတဲ့လူတွေလည်းဝိုင်းကူညီပေးဖို့ဝေတာကမြစ်တာရက်ခံခဲ့တယ်။ဒီလိုနဲ့ပဲသူတို့အတူတူပူးပေါင်းပြီးကြောက်တုံးလွာတွေကိုပင်လယ်ရေအောက်ကျန်းပြင်ရောက်ပြန်ဖို့ပေးစီခဲ့ကြပါတယ်။ အားလုံးပြီးဆုံးချိန်မှာဝေတာကဥတုတ်ကြီးတို့ကိုရွေးချယ်စရာတစ်ခုပေးလိုက်ပါတယ်။အာကာသယင်ပြန်မှာလူ30အတွက်နေရာရှိပြီးဆန္ဒရှိရင် သူတို့နဲ့အတူလိုက်ပါလာနိုင်တယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီမှာသူတို့ဟာထာဝရနှုပြိုပြီးဘယ်တော့မှမတည်ဘူးလို့ဆိုပါတယ်။လူတိုင်းကဒီကန်းလန့်ချက်ကို တွေ့ဝေခဲ့ကြပါတယ်။နောက်တစ်နေ့မှာတော့ဥတုတ်ကြီးကသူ့ရဲ့မြေဖိုးလုံးနဲ့ထာဝရခွဲရတော့မယ်လို့ပြောလိုက်ပါတယ်။ဖိုးလုံးကဖိုးဖိုးတို့ဘယ်ကိုသွားမှလဲလို့မေးပါတယ်။ဒါပေမဲ့ဥတုတ်ကြီးကဘာမှမပြောရဲနှုတ်ဆက်လိုက်ပါတယ်။ လူပြိုကြီးဥကွာတို့ကတော့ထာဝရနုပြိုပြီးပျော်ရွှင်နိုင်တော့မှာဖြစ်တာကြောင့်စူဆောင်းွေအားလုံးကိုထုတ်ပြီးလမ်းပေါ်ကျဲချပစ်ကာပြုတ်မနူးအပြိုကြီးဖွားဖွားနဲ့လက်ထက်လိုက်ပါတယ်လက်ချင်နေကြတဲ့ကေဟာကတကြအိုဖွဲ့လဲအထုပ်ပိုးတွေရှို့ဝက်စွာပြင်ဆင်ပြီးညဘက်မှာလုံကြုံရေးတွေအိပ်ပျော်နေုံတိတ်တိတ်ကလေးထွက်ခွာခဲ့ကြပါတယ်အိမ်ပေါ်ကနေဒယ်လီစကုံးနဲ့ကြည့်နေတဲ့ဘိုးလုံးကဓာရီကိုမြင်သွားပြီးသူ့မိကိုဖိုးဖွားတွေနဲ့ထပ်မတွေ့ရတော့ဘူးလို့ပြောပါတယ်အဲ့ချိန်မှာပဲလူတိုင်းဟာတင်းဘောဘော်ကိုပျော်ရွှင်စွာတက်နေကြပါပြီ။ ဗကြီးမုံကသူတို့ကိုလာရောက်နှုတ်ဆက်ပြီးသူကတော့လိုက်ဖို့ညှဉ်းဆုံနေစေဖြစ်ကဇနီးရဲ့အမတ်တရားတွေနဲ့အတူဒီမှာပဲနေခဲ့ဖို့ရွေးချယ်ခဲ့ပါတယ်။တန်တရားဖြစ်သွားတဲ့ဖိုးလုံးမေကအငိမ့်စားနေအင်ဂေဟာကိုအမြန်ဆုံးပြေးသွားခဲ့ပြီးအဖြစ်မှန်ကိုတွေ့လိုက်ရတဲ့အခါမှာရဲတွေကိုခေါ်လိုက်ပါတယ်။ဖိုးလုံးကတင်းပေါ်စီပြေးသွားကခုန်တက်ပြီးသူ့ရဲ့အဖိုးကိုနောက်ဆုံးအချိန်ဖြစ်ပွေဖက်နိုင်ခဲ့ပါတယ်။မကြာခင်မှာပဲရဲလေတွေနဲ့ရဟရင်တွေရောက်လာပြီးသူတို့ကို ရတန်းဖို့အမိန့်ပေးလိုက်ပါတယ်။ ဝေတာကကိုကျုံးမောင်ကိုအစီအစဉ်တိုင်းအမြန်ဆုံးမောင်းဖို့ပြောပါတယ်။ဖိုးလုံးကသူ့မိကိုမြင်တော့ရေထဲခုန်ချလိုက်တဲ့အတွက်ရဲတွေကရေကူးပြန်လာတဲ့ဖိုးလုံးကိုကယ်ဆယ်နိုင်ခဲ့ပါတယ်။ဥဒုတ်ကြီးတို့တင်ဘောကတော့ထူထပ်တဲ့မြူတွေနဲ့ဖုံးလွှမ်းသွားပြီးပင်လယ်ပြင်ကျယ်ကြီးထဲရောက်ရှိခဲ့ပါတယ်။ပင်လယ်ပြင်ကျယ်ကြီးရဲ့မှာအေယာမအာကာသရင်ပြန်ကြီးတဆင်းပေါ်လာပြီးလေပေါ်တက်တဲ့မှာရပ်နေခဲ့ပါတယ်။အဲ့ဒီရင်ကတင်ဘောကိုညင်သာစွာဆွဲယူနေချိန်မှာဝေတာကကိုကျုံးမောင်ကိုကျေးဇူးတင်စကားပြောပြီးငွေပေးချေလိုက်ပါတယ်။ ကိုကျုံးမောင်ကဟေမကိုနှုတ်ဆက်ပြီးလင်ငယ်တစင်းပေါ်ကိုခုန်ချခဲ့ပါတယ်။တင်းဘောကအာကာသယင်ပြန်လဲဝင်ရောက်သွားကအာကာသယင်ပြန်လဲတဖြည်းဖြည်းပြောက်ွယ်သွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဂျမီသားစုဝင်တွေကသူတို့ရဲ့ခြေရသူတွေရင်းနှစ်တေဆုံးသွားပြီလို့ထင်ပြီးအောက်မေ့ဘွယ်ခန်းနာကိုပြုလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ဖိုးလုံးကတော့လက်ကိုကြည့်နေပြီးသူတို့ဘကိုရောက်သွားပြီလဲဆိုတာကိုအတိအကျသိနေတာမို့ကောင်းကင်ကိုကြည့်ရင်ပြုံးနေပါတော့တယ်။ဇလန်းလေးကတော့ဒါပါပဲ။ပြီးဆုံးအောင်ကြည့်ရှုခန်းစားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ဒီလိုဇာတ်လမ်းကောင်းလေးတွေစက်တိုက်ကြည့်ရှုခြင်းရင်ကျွန်တော်တို့ရဲ့အန်ဩဘရီကတ်ချန်နယ်လေးကို subscribe and like နှိပ်ပေးခဲ့ဖို့မေတ္တာရက်ခံပါတယ်မိတ်ဆွေတို့ရဲ့အကြိုက်ဆုံးရုပ်ရှင်ကားတွေကိုရီကတ်လုပ်စေခြင်းရင်ကမန့်မှာရေးပေးခဲ့ပါအားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်